စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမတ်လ၄ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့ကရင်မလင်နန်းတော်မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံတဲ့အချိန်ရုရှားသမ္မတပူတင်ကိုဘယင်းလို့တင်စားခဲ့ပြီးမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်လာမဟာမိတ်လို့လဲစာအုပ်တုပ်ကိုကိုကပြောဆိုခဲ့ပါတယ်။ စစ်ကောင်းဆောင်ရဲ့ပြောဆိုချက်ဟာပြည်ထက္ကသုံးပုံတုတ်တန်ဝီနီးအပိဓမ္မာတွေလည်းမရှိပဲဒါဟာကိုကျိုးအတ္တအတွက်ဘာသာတရားကိုအလွဲသုံးစားလုပ်တာ ဖြစ်ပြီးအဲ့လိုလှုပ်ဆောင်မှုဟာမြတ်စွာဘုရားဟောကြားခဲ့တဲ့ဓမ္မတွေကိုစော်ကားရာရောက်တယ်လို့ဆရာတော်ဦးကောဝိဒဂျာမနီကမျက်စိမှောက်ကိုမိန့်ကြားပါတယ်ဒီလိုတန်တာကြီးမျိုးဒီလိုပုံပြင်မျိုးပြည်ထက္ကသုံးပုံထဲမှာမရှိပါဘူးတုတ်တန်ထဲမှာလည်းမရှိဘူး ဝင်းကြီးတဲမှာလည်းမရှိပါဘူးပြီးတမာတဲမှာဆိုရင်ပိုးပြီးတော့ဝေးတာပေါ့နော်အဲ့တော့လက်ဆော်ပြားကဟုတ်မဲအောင်နိုင်ငံကဘုချမွန်ချင်းမဲအောင်နိုင်ငံကသူ့ရဲ့ဘုချိုအတအတွက်ဘာသာတရားကိုလွဲသုံးစားလောက်တာပဲလို့ဒီလိုပြောလို့ရတယ်။ကောင်းဆောင်ဘူဂျိုမူကြီးမေအောင်လိုင်းအနေနဲ့အခုလိုယုတ်တိမတန်တဲ့ဖန်တီးထားတဲ့ဒဏ္ဍာရီတွေကိုနိုင်ငံတကာတန်တမန်ရေးရမှာတုံးခဲ့တဲ့အတွက်သူ့အပေါ်တန်တမန်ရေးညံပြင်းသူအဖြစ်မှတ်ချက်ချတာတွေကိုကြားရတွေ့ရတယ်လို့လည်းဆရာတော်ကမိန့်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်ဟာ1938ခုနှစ်က ထုတ်ဝေခဲ့တဲ့ပါဠိဆရာကြီးဦးစောရေးသားတဲ့ဥအောင်ဇေယအထုပ်ပတိစာအုပ်ကို ကိုးကားခဲ့တာဖြစ်ပြီးအဲ့ဒီစာအုပ်ကို ပုံကြီးချက်မိထူကူရုရှားဘာသာပြန်ပြီးရုရှားတမရကိုလည်းပေးအပ်ခဲ့ပါတယ်။အဲ့ဒီစာအုပ်ထဲမှာတောမအမည်ရှိတဲ့ကျွမ်းမင်းကမြေစီဥတွေ တူပြီးဖះရှင်ကိုဆက်ကက်လှူဒန်းတဲ့အခါဖះရှင်ကပြုံးတော်မူပြီးတောမကျွမ်းမင်းကတာရနာနှစ်2000ကျော် ပါပမင်းတို့လက်ထက်မှာရုရှားလူမျိုးတို့ရဲ့ agreement ဖြစ်လာလိမ့်မယ်လို့ပြောကြောင်းလက်နက်အတက်ပညာမှာတစ်ဖက်ကန့်ခတ်တက်ပြီးအတုမရှိတဲ့လက်နက်ဝိဇ္ဇာ agreement တပါဖြစ်ပြီးမြမဘီရင်မင်းမြတ်တို့နဲ့ချစ်ချည်ရင်းနှီးတဲ့မဟာမိတ်တွေဖြစ်လာမယ်လို့ဗုဒ္ဓမြတ်စွာဘုရားကဗျာဒိစကားပြောခဲ့ကြောင်းစစ်ကောင်းဆောင်ကစာအုပ်ကိုကိုးကားပြောဆိုခဲ့ပါတယ်မြတ်စွာဘုရားရဲ့ဗျာဒိတ်ကထူးထူးခြားခြားတိုက်ဆိုင်အံ့ဩဖော်ရာမှန်ကန်နေတယ်လို့လည်းဆိုခဲ့ပါတယ် ဒီဆောင်နဲ့ပတ်သက်လို့စာအုပ်ထွက်ရှိခဲ့တဲ့အခြေအနေနဲ့အချိန်အခါကိုကြည့်ရင်နိုင်ငံရေးပြောကနိုင်ငံရေး background ကြီးထနေတဲ့အချိန်ရေးသားထားတဲ့စာအုပ်ဖြစ်တယ်လို့ဒေါက်တာအရှင်ဆန္ဒဝရနေတာလန်ကမိန့်ကြားပါတယ်။ public လောက်တဲ့အချိန်က1930နဲ့မှရှစ်ဒီမှာ38 40အဲ့တော့အဲ့ဒီအချိန်ကတကယ်ကိုမှတို့တွေကအင်္ဂလိပ်ဆိုရတော်လည်ရေးလုပ်ဖို့အတွက်ဒါဆိုရင်တိုက်တိုက်ဆိုင်ဆိုင်မှာ ဟိုတခင်ပိုးလာကြီးတို့ဒီနာမည်တပိတ်ထောင်သုံးရပြီပြီးတော့ဘုံတို့နော်ခိုင်းတို့တို့ပမာစီယုံတို့အများကြီးရမှာတကယ်ကုန်မှာဟိုအမျိုးသားကြီးစိတ်တက်ကြွနေတဲ့အချိန်ဖြစ်တဲ့အတွက်အဲဒီချိန်မှာလဲကဘာမှာတပတ်ကကွန်မြူနစ်ဟိုဆိုရှယ်လစ်ပုံစံမျိုးပြောမှာပေါ့အဲ့တော့ရုရှားတော်လိုင်းကြီးနဲ့ရုရှားတွေနည်းနည်းထောင်လာတဲ့အချိန်ဖြစ်တယ်အဲ့တော့တစ်ဖက်မှာလည်းအင်္ဂလိပ်နေမွေအင်ပါယာရှိတယ်အင်ပါယာတိုက်ထုတ်ဖို့အတွက်အားယူပါမယ်ဟုတ် ော်။အဲ့တော့အားယူရမှာဖြစ်တဲ့အတွက်အဲ့တော့ပြည်သူတွေကိုအလံပေးတဲ့သဘောမော်တီဗေးတဲ့သဘောနင်းနဲ့လဲစီးရေးဆရာကလုံမှာပေါ့။ကျွန်တော်တော့အဲ့လိုပဲယူဆပါ။ကောင်စီကောင်းဆောင်အနေနဲ့ကတော့လိုရာဆွဲရေးထားတဲ့ကိစ္စကိုအကြောင်းပြပြီးရုရှားတမနာထံမျက်နှာချိုးသွားတွေးကြတာလို့ယူဆတယ်လို့လည်းဒေါက်တာအရှင်စန္ဒဝရကမှတ်ချက်ပေးပါရယ်။ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာမတ်လ3ရက်နေ့မှာရုရှားနိုင်ငံခီးစဉ်ကိုစတင်ခဲ့တာဖြစ်ပြီးမတ်လ4ရက်နေ့မှာရုရှားတပ်မတော်နဲ့တွေ့ဆုံခဲ့ပြီးသူ့ရဲ့ခီးစဉ်မှာသဘောတူညီချက်၁၀ချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။လက်ရှိမှာလည်းရုရှားမဟာမိတ်ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေပြီးအာဏာရှင်အဖြစ်သတ်မှတ်ခံထားရတဲ့ဘယ်လာရုစ်တပ်မတော်လူကာရှန်ကိုနဲ့တွေ့ဆုံသွားဖို့ရှိနေတယ်လို့သိရပါပါတယ်ခင်ဗျာ။